ဟယ်လိုအားလုံးမင်္ဂလာပါမတ်ဂျူဗရန်ဒီကနေပြန်လဲကြိုဆိုလိုက်ပါရစေ။အာရှဘလားခြေတိပွဲပြည့်တင်းညနေပိုင်းမှာညမာတင်းနဲ့ဆီးရီးယားတင်းတို့တူးမနောက်ကွန်းမှာရှင်းပြခဲ့တာခဲ့ကြပြီးညမာတင်းကအင်ကွေးမှာပဲ၃ခုဂုမရှိဆိုတဲ့ရလနဲ့အရှုံးနေသွားခဲ့ပါရစေ။ဒီချုံးပွဲကြောင့်ပဲညမာတင်းကအာရှဘလားခြေတိပွဲအောင်ဖို့ရခိုင်တော့အတော်လေးနှဲဝါပြီးဖြစ်ပြီးအဲမျိုးလေးချက်နှဲဝါရတော့မဟုတ်ပါဘူး။တော်တော်လေးပတ်သက်ရမဖြစ်နိုင်တဲ့လောက်ကိုဖြစ်သွားပြီ။ဆိုတော့ ဒီပွဲမှာမြန်မာသင်းတော်တော်လေးအမားလေးများခဲ့တယ်ပထမပိုင်းမှာတော်တော်လေး performance ကောင်းခဲ့တယ်ဒုတိယပိုင်းမှာလည်းမင်း60ကျော်80နီးပါးလောက်ထိတော်တော်လေးကောင်းခဲ့တယ်ဆိုပေမဲ့လက်ကျန်မိနစ်20လောက်ရဲ့လိုအပ်ချက်ကြောင့်မြန်မာသင်း3ဂိုးထိပေးပြီးအဲတော်တော်လေးကိုးများနဲ့ရှုံးနေသွားတယ်ဆိုတော့ကျွန်တော်ရဲ့ပွဲပြီးအမြင်ကိုအချိန်မီမဆွဲပဲစလိုက်ပါမယ်ဟာယောဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ပထမဆုံးအနေနဲ့ညီမတင်းကဒီနေ့ပွဲစဉ်မှာပထမကြော့မှာမပါဝင်နိုင်ခဲ့တဲ့အဓိကကစားသမားအများပြားကိုပြန်ပြီးပွဲထုတ်လာတယ်။အတိအကျဆို6ယောက်လောက်ထိကိုပြန်ပြီးပါလာတယ်။အဲမမောင်လင်တို့ပြန်ပါလာတယ်။ပြီးတော့နောက်တန်းမှာလည်းတကယ်ကိုအားထားရတဲ့အဲကစားသမားတွေပြန်ပါလာတယ်။နနာကျော်ကိုထူးထူးခြားခြားအနေနဲ့အဲ defensive midfielder နေရာကိုထားကစားဖို့တွေ့ရတယ်။ဒီနေ့မှာတော့ကျော်မင်းဦးနဲ့နနာကျော်ရဲ့ ဒါပေမဲ့ပေါပေါကွင်းလေကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်တတော်လေးလေးကြီးကြီးလေးလေးရှိရလို့ပြောလို့ရတယ်စီးရီးယားလို့တတော်လေးအဲပရင်းစစ်တန်ကောင်းတဲ့အတင်းပြီးတော့စစ်တန်တစ်ခုအနေနဲ့ခက်ခဲမှမရှိတဲ့တင်းတင်းကိုပထမပိုင်းမှာတော့တတော်များများဖျက်တောက်ထားနိုင်တာတွေ့ရတယ်ပြီးတော့တဘောကြရတကူကဖောင်းတွေကိုအထက်တစ်စကြလောက်တက်လာတယ်ပြီးတော့အရန်ကြီး serious ဖောင်းမဟုတ်ဘဲနဲ့ဒီ normal form လေးဖြစ်ပြောင်းပြီးမှ form တွေကိုပပနနလောက်တက်လာတော့တွေ့ရတယ်ဆိုတော့ဒါလည်းတော်တော်လေးအတာလာတဲ့အချက်လို့ပြောလို့ရတယ်ကျွန်မင်းဦးနဲ့ဒီနန္ဒကျော်တို့ကိုအတွဲသုံးတဲ့ကွင်းလေတပ်ပဲပဲဘောကတော်တော်လေးကိုအလုပ်ဖြစ်တာကိုတွေ့ရတယ်အဲဒီစီးရရဲ့တော်တော်လေး plane system ကောင်းတဲ့ကွင်းလေကိုအတိုင်းနာတစ်ခုတည်းဖြတ်တောက်ထားနိုင်တာကိုတွေ့ရတယ် chance ကြီးကတော့ပေးရတယ်ဒါပေမဲ့လည်းစီးရလိုအတင်းကိုတော့ chance ကတော့ပေးရမှာပဲညီမအတင်းနေနဲ့အင်ကွင်းမှာကစားတည်တာအများကြီးအတာရအောင်တော့ကစားဖို့လွယ်မှာမဟုတ်ဘူးဆိုတာလည်းအနိပြကျုပ်ကြီးမြင်ခဲ့တဲ့ပုံပေါက်တယ်အထူးပြင်ခန်းစစ်ကိုအတာပေးကစားတယ်ကောင်တာချက်တွေကနေတိုက်ရိုက်ပလေးကစားပြီးတော့စီ ီးရခံစစ်ကိုထိုးဖောက်ဖို့ကြိုးစားတယ်ပထမပိုင်းတစ်ပိုင်းနှုံးစာနေထားမှာတော့အလုပ်မဖြစ်ဘူးအဲမြန်မာတင်းကတော်တော်လေးဒီ direct attack တွေကစားဖို့ counter attack တွေပြန်ရတယ်ဒါပေမဲ့လည်းအထိရောက်တဲ့အနေအထားမျိုးကိုအဆုံးသတ်မသွားပဲကွင်းလင်မှာပဲရှေ့သူနောက်ဆုတ်ပြန်လုပ်ရင်းနဲ့ဘောလုံးကပြန်ပြတ်သွားတယ်အဆုံးမြတ်ချက်မမှန်ကန်တဲ့အနေအထားမျိုးလေးလည်းကွင်းလင်မှာအများကြီးတွေ့ရတယ်ထုထုပြင်းလင်မောင်းချီတုံချတုံဖြစ်နေတဲ့အနေအထားမျိုးလေးတွေကျွန်တော်တို့ခဏခဏတွေးခဲ့ရတယ်မြန်မာတင်းရဲ့တိုက်စစ်ကဘယ်ချမ်းအနေထိုးဖောက်မလို့ကျွန်တော်ထင်ခဲ့ပေမဲ့အဓိကအဖြစ်တော့ညာချမ်းကိုပို့ပြီးအပြုတ်ကစားနေတာကိုတွေ့ရတယ်အဲထူရခန်စစ်ကိုလည်းတစ်ချက်တစ်ချက် cross တွေပေးပြီးထိုးဖောက်ဖို့ကြိုးစားရဆိုပေမဲ့ဟိုဘက်က physical ဘိုင်းဆိုင်ရာမှာပူပြီးမြန်မာထက်အားကောင်းတာကြောင့်အဲ cross တွေပေးနေသေးတိုင်းထိရောက်တဲ့ဒီခိုးပေါက်ချင်းချောက်မှုမျိုးထိရောက်တဲ့ ခိုက်တံမျိုးကလုံးဝမဖြစ်သွားဘူးစီးရခန်းစစ်ကတော်တော်ရရပဲရှင်းထုတ်နေတဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်စီးရခန်းစစ်ကလည်းတော်တော်လေးကိုချစ်ချစ်လေးလေးအရှိရဲ့ညမတင်းနေတဲ့ပရမဘိုင်းတစ်ပိုင်းလုံးစားအနေထားမှာဘလူးမောက်ကိုစီးရတိုက်စီးရခန်းစစ်ကိုအများကြီးထိုးဖောက်ထိုးဖောက်တော်နိုင်တဲ့အနေထားမျိုးတွေကျွန်တော်မမြင်တွေ့ခဲ့ရဘူးအပေါ်ရှင်တွေမှာဒီစီးရကတော့ပုံမှန်အဖြစ်တွေ့ဆန်တဲ့ဘက်ဆန်တဲ့ဘက်၂ယောက်ဒီခန်းစစ်ဘဲဆိုညာဆိုနေခန်းစစ်၄ယောက်တန်းကိုတုံးပြီးတော့ညမတင်းကိုပုံမှန်လိုပဲကစားတယ်ဝင်လေမှာသူတို့၃ယောက်တန်း ကွင်းလေကိုတုံးတယ်အဲ try ကနယ်လီလှုပ်လှုပ်ရှားရှားကစားနေတယ်ညမတင်းရဲ့ speed တွေကြားတဲ့ကိုဝင်တယ်ပြီးတော့ညမတင်းမှာလွတ်နေတဲ့ဒီ speed သီးလေးတွေကိုစီးရရဲ့ကွင်းလေလူတွေကကောကောအတုံးချပြီးမှခါလီကြလို့ရှိရင်ဒီ plain system နဲ့ညမတင်းခါစကိုထိုးဖောက်ကိုကြိုးစားတယ်ဒါပေမဲ့ညမတင်းအရန်ကြီးအရှိကိုဒါရိုက်ထက်ဒီကနေ့ကျွန်လာပြီဆိုလို့ရှိရင် long pass တင်နဲ့ညမတင်းခါစကိုပြန်ပြီးထိုးဖောက်ကိုကြိုးစားတယ်ဒါကပထမဆုံးတစ်ပိုင်းလုံးစာအနေထားမှာတော့စီးရဘက်ကနေကြည့်ရင်တော့အလုပ်ဖြစ်တယ်ပြောရမယ်ညမတင်းရဲ့ဒီကူပေါ့ကိုတော်တော်လေးချိန်ဆောင်နိုင်ခဲ့တဲ့အနေအထားမျိုးတွေ့ရတယ်တစ်ချိန်ဆိုရင်ဒီအဲ hash ပြရနေဘယ်ချင်းနဲ့ land connect တဲ့အလုံးကိုဒမဆန်းဆန်းနိုင်တာကောကောမကာကွယ်နိုင်လားအဲလုံးကတခြားဘောက်ကိုးနိုင်တဲ့အလုံးတော်တော်လေးအန်ဒီယံများတဲ့အလုံးကိုပြောလို့ရတယ်ပြီးတော့ဒီနောက်တစ်ချိန်အာ cross ပေးလိုက်တဲ့အလုံးကနေခြံကြလာတာကိုပိတ်တဲ့နေရာမှာလည်းနည်းနည်းလေးအာနောက်ရောက်သွားအောင်နည်းနည်းလေးတက်တာရရပါတယ်ပြီးတော့ အဲတော်တော်များများမြန်မာတင်းချန့်တင်ခွင့်ပြုခဲ့ရတယ်။အဲစီးရက်ဘက်ကတော့အများကြီးအထုတ်ချိုးပန်းနေတဲ့အညာမျိုးမတွေ့ရဘူး။သူတို့တာမန်ပွဲတွေကစားနေသလိုအဲထက်ထက်ကြကြပဲပုံမှန်လိုကစားနေတယ်။မြန်မာတင်းကတော့နိုင်ငုံနိုင်မဖြစ်မဲ့အခြေအနေဆိုပေမဲ့အရင်ကြီး fashion ဖြစ်ဖြစ်ကစားနေတာမျိုးတော့မမြင်တွေ့ရဘူး။တာမန်လိုပဲကစားနေသေးရဲ့။အဓိကတော့ခန်းသစ်ကိုပို့အောင်စိုက်တယ်။ကင်မရာထက်တည်းကနေကိုရဖို့ကြိုးစားတယ်။ဒါကမြန်မာတင်းပထမပိုင်းမှာပြုလုပ်နေတဲ့ပုံစံမျိုးလို့ပြောလို့ရတယ်။ပထမပိုင်းဘယ်လောက်စားအနေထားရတော့ အရင်ကြီးမဆိုးတို့အရင်လည်းမကောင်းလို့ပြောလို့ရပါတယ်ဒုတိယပိုင်းမှာလည်းညီမသင်းကပထမပိုင်းပုံစံအတိုင်းပဲထပ်ပြီးကစားတယ်ပထမပိုင်းကလူစင်းကိုပဲဗာပြောင်းလဲမှမလုပ်ပဲကစားတယ်ကျွန်တော်တမ်းပိုင်နေရာမှာဝင်းနိုင်ထုံးများထည့်လာမလားဆိုပြီးမျောလင်းခဲ့ပေမဲ့အနည်းပြတော့မထည့်ခဲ့ဘူးဒီလူစင်းတိုင်းပဲထပ်ပြီးကစားတယ်ဒါပေမဲ့ပွဲစတဲ့အချိန်မှာတော့ဒုတိယပိုင်းပြန်လဲစတင်တဲ့အချိန်မှာအဲညီမသင်းက industry အပြည့်နဲ့တင်ကစားနေရမယ်စားတပတ်က Syria တင်းရဲ့ industry အပြည့်နဲ့ထပ်ပြီးတင်ကစားတယ်ပထမပိုင်းကလည်းမတူတဲ့အဟုန်မျိုးပွဲရဲ့အချိန်ဟုန်ကိုပြန်မြင့်လာတယ်စီးရီးယားကဒီဒုတိယပိုင်းစတဲ့ အစပိုင်း15မိနစ်လောက်ကအတော်လေးကိုညီမတင်းကိုဒုက္ခပေးနိုင်ခဲ့တယ်ဆိုတော့ညီမတင်းရဲ့ဘဲဆိုညာဆုံးတော်တော်လေးကိုခက်ခက်ခဲခဲယူဒီစီးရရဲ့ဒီဝင်းခါတွေကိုထိန်းချုပ်နေတာတွေ့ရတယ်စီးရလည်းဒီအားနဲ့ချက်ကိုတီးလို့ပဲ white area တွေ hash speed တွေကနေမှညီမတင်းကိုတောက်လျှောက်ထိုးပေါက်တယ်ဆိုတော့ဒါကိုညီမတင်းခက်ခက်ခဲယူခုခံနေရတယ်ဆိုတော့ဒီနေသားကနေပဲညီမတင်းရဲ့ခန်းစစ်ကသားသမားတွေတော်တော်လေးကိုအလုံးရှုပ်ပြီးအာပုံသဏ္ဍာန်ကိုပြတ်သွားတယ်အာဘလောက်တိဆိုလဲဆိုနီးပြကဒီ left back ကို right back ကိုနှစ်ယောက်လုံးမှာလူစားလဲလိုက်ရတဲ့အဒီဖြစ်သွားတယ်ဆိုတော့ ဒါကညီမတင်းရဲ့ momentum လည်းအနေငယ်ထိခိုက်စေလာတယ်လို့ပြောလို့ရတယ်။ပြီးတော့ဒီ15မိနစ်ကျော်လာပြီးတဲ့နောက်ပိုင်းပွဲချိန်65မိနစ်နောက်ပိုင်းမှာညီမတင်းကနည်းနည်းလေးပိုကောင်းလာတဲ့ပုံစံမျိုးကိုတွေ့ရတယ်။အဲတော်တော်လေးဒီအဲစီးရဘက်ကိုပြန်ပြီးထူပေါက်လာနိုင်တဲ့အခါမျိုးတွေစီးရဘက်ကိုပြန်ပြီးဒီအဲ ပြန်ပြီး pressure ပေးနိုင်တဲ့အခါမျိုးလေးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီချိန်မှာတော်တော်လေးလွတ်ကျွတ်ကျွတ်ထွက်သွားတဲ့အလုံးကိုဟိမ့်ထအောင်ရရတယ်။တစ်ဖက်မှာတမ်းပိုင်ပြေးနေပါလိမ့်နဲ့ Solo City Pass ကိုမထုတ်ပေးလိုက်ပဲဘောလုံးကင်လိုက်တာပြီးဘောစာထုတ်တာနည်းနည်းလေးရှည်သွားတဲ့အနေထားမှာဒီမှာနေ့တိကျတော့ဂိုးရနိုင်တဲ့အခွင့်အရေးမျိုးကမဖြစ်သွားဘူး။ဆိုတော့ဒါတော်တော်လေးကိုနင့်နာကြရအောင်လေ။ဒီဂိုးကကျွန်တော်တို့ Solo City လေးဂိုးရအောင်မယ်ဆိုပွဲရဲ့ momentum ကအလဲအပြောင်းအကြီးကြီးမားမားကြီးဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီဂိုးလေးသာဂိုးခဲ့မယ်ဆိုတော့တော်တော်လေးကိုပွဲကအလဲအပြောင်းတစ်ခုဖြစ်သွားနိုင်မလားပေါ့နော်။ဆိုတော့ဒီ ပွဲစိန်နောက်မှာဟင်းတယောက်ညံမှာဝင်းနိုင်နှုံးဝင်လာတယ်ဝင်းနိုင်နှုံးဝင်လာပြီးတော့နောက်ပိုင်းမှာညမသိတိုက်စစ်ကလှုပ်လှုပ်ခက်ခက်လေးပြန်ဖြစ်လာတယ်ဆိုပေမဲ့စီးရဘက်ကလည်းပွဲကိုအနိုင်တေချာသေးဖို့ ပြန်ပြီးထိန်းကစားလာတဲ့အနေအထားမျိုးတွေ့ရတယ်ဆိုတော့ဒီလိုထိန်းကစားနေနေမှာစီရပိုးကြီးဘောလုံးကိုပြန်ယူလာတယ်ညီမတင်းရဲ့ဒီပထမပိုင်းကပြောခဲ့သလိုကွင်းလေဂျားမှာ space အကြီးကြီးရှိရဲ SP ဂျားတဲ့ကိုစီရရဲ့ကွင်းလေ၃ယောက်တန်း trial ကဝင်ပြီးနေရာယူကစားတယ်ဒီနေရာကနေ wide area တွေကိုဘောလုံးပြန်ဖြန့်တယ်ဆိုတော့ဒီလိုပုံစံနေကနေပဲစီရကိုရဖို့ကြိုးစားတယ်ဒီချိန်မှာတော့တော်တော်လေးကိုအလုပ်ဖြစ်သွားပြီးဒီညာချမ်းကနေပဲအဲ့လိုကစားကွက်တဲနဲ့ကွင်းလေကနေပြလိုက်တဲ့ဘောလုံးကိုမြေမြဆက်ဆက်မဲ့ယူသွားတယ်ဆိုတော့ white area နေကနေရလာတဲ့နေသားမျိုးအနိုင်မော cross လေးပြလာတော့ညီမတင်းရဲ့ခံစစ်ကစားသမားတွေ marking cap ပုံ တော်လေးအားနေတာကြောင့်ပထမကူပေးလိုက်ရတယ်ဆိုတော့ဒီကူပေးလိုက်တဲ့နေရာမှာခန်းစစ်ဇန်လုံးကလိုအပ်ချက်တွေအများကြီးရှိနေအောင်တွေးကြရတယ်အထူးသဖြင့် wide area မှာဝင်ကတယောက်ဖြတ်လာတဲ့နေသားကို critical form လို့ပြီးတားလိုက်ရမယ့်နေသားမှာတားပဲနဲ့အချိန်တွေအများကြီးပေးလိုက်တယ်ဆိုတော့ဒါကပဲဒီ ဒီမှာတင်းရဲ့ဂိုးအီရန်နာကိုရောက်လာတယ်ဒီအနိတ်ဝေါ်ဖတ်စ်ပေးရဲ့အနေထားမှာလဲမာကင်ယူထန်တော်တော်လေးလိုလိုဂူရှင်းထုတ်လို့ရနိုင်မယ့်အနေထားမျိုးဆိုပေမဲ့မာကင်မယူတော့ဘူးဆိုတော့ဒါကပဲညီမတင်းကိုဥဆောင်ကိုစာရေးပေးလိုက်ရတယ်ဒီဂိုးကညီမတင်းကိုပြဿနာအကြီးကြီးတက်သွားစေတယ်အဲဒီဂိုးပေးလိုက်ရတဲ့နောက်ပိုင်းမှာညီမတင်းတော်တော်လေးကိုပွဲရဲ့အဲမူမန်န်ကြသွားပြီပွဲကိုဘလို့မှမလိုက်နိုင်တော့ဘူးစီစီယာကပွဲကိုသူတို့စိတ်တညာကစားဖို့ဖြစ်လာတယ်ဆိုတော့စီစီယာဒီဂိုးရပြီးအချိန်မှာတောက်လျှောက်ကိုထပ်ပြီးတင်လာတယ်ပွဲချိန်85မိနစ်မှာညီမတင်းဥဆောင်ကိုစာပေးရပြီးနောက်ပိုင်းမှာတော့ညီမတင်းရဲ့ကစားပုံလုံးဝပြတ်စီသွားတယ် စီရတောက်လျှောက်ထိုးပေါက်တယ်ထိုးပေါက်နိုင်တဲ့အလုပ်ဖြစ်တယ်ညီမတိခါတဲ့ဖယူဖယင်းနဲ့ဘာလို့လို့လောက်အောင်မသိတဲ့အနေအထားမျိုးဖြစ်ကုန်တယ်ဆိုတော့ဒီလိုပုံစံနေပဲစီရကဖောင်းပေါ်ရတယ်ဖောင်းပေါ်ကနေထပ်ပြီးကျွန်တော်တို့ဒီအဲဂိုးပြလိုက်ရတယ်ညီမတိကအဲ့မှာဥဆောင်ကငကိုရပါပြီးနောက်ပိုင်းမှာတော့စီရကပွဲကိုလူလူပဲကစားသွားတယ်ဆိုတော့အဲ့လူတို့ကစားနေနေထပ်ပြီးခန်းစင်မှနေထပ်ပြီးတော့တကူထပ်ပြရတယ်ဆိုတော့ဒီလိုပုံစံနေမှာမြန်မာနဲ့တော်တော်လေး၃ဂိုးထိပေးခဲ့ရပြီးတော့တော်တော်လေးကွန်ပွဲချိန်85မိနစ်နောက်ပိုင်းမှာကစားအားကျတယ်ကျတဲ့အချိန်မှာတောက်လျှောက်ကြီးကို ကိုယ်ရင်စတိုက်ပေးလိုက်ရတာမြန်မာတင်းရဲ့ကစားပုံအများကြီးခြိုက်သွားစေတယ်အထူးသဖြင့်ပွဲစဉ်90နဲ့အချိပိုင်းမှာကောင်းခဲ့တဲ့မြောက်ကိုမြောင်းနဲ့လွန်ပစ်လိုက်လို့ဖြစ်သွားတယ်ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးကိုမြန်မာတင်းပထမပိုင်းကကစားပုံကတော်တော်လေးအားတိုက်အင်တိုက်ရှိခဲ့တယ်ဒုတိယပိုင်းအဲမိနစ်60လောက်တိလဲတော်တော်လေးအားတိုက်အင်တိုက်ရှိခဲ့ဆိုမဲ့နောက်ပိုင်းမှာမလုံအပ်တဲ့ကစားအားချမှုတွေပြီးတော့ကစားသမားတွေရဲ့ပွဲတင်မှာပွဲကိုမနိုင်နိုင်မှုတွေကြောင့် အဲရှုံးသွားတယ်လို့ပြောလို့ရတယ်ဆိုတော့အဲ3-9လောက်ထိပေးလိုက်ရတယ်အိမ်ခွင်းကြီးမှာ3-9ပေးရတာဆိုမှဟိုပြောရင်ပြောလို့ရတယ်ဆိုပေမဲ့ဒါပေမဲ့ကစားသမားတွေရေစူးစားအထုတ်မှုလည်းဒီမှာပြရမယ်ဆိုတော့စီးရအတင်းကတော်တော်လေးကိုကောင်းတဲ့အတင်းဒီအတင်းကိုတော်တော်လေးတောင့်ခံကစားသွားတာတော့ကျွန်တော်အတိအမှန်အပြုပေးရမယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့အဲညမာစီစီးရ3အဲဒီအရှပ်လာခြေစစ်ပွဲပွဲပြီးအမြင်ဖြစ်ပါတယ်ဆိုတော့အဲမိတ်ဆွေတို့ဘယ်လိုမြင်လဲကျွန်တော် comment ဝင်ရောက်ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်